င်္ဂနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကနေ9ရက်နေ့ကာလတော်တွင်မှာအထုတလည်းကောင်းသောကံချိုးပေးမှုနဲ့ဘဝအောင်မြင်တိုးတက်မှုတွေကိုရနိုင်တယ်ကိုယ်ပိုင် စွမ်းစမြင်မှပြီးတော့ဘဝရည်ရွယ်ချက်တွေကိုအကောင့်ထဲပေါ်နိုင်တယ်ကိုယ်လုံးသမျှထေရှားသော တိုးတက်မှုရှိမယ်ငွေဝယ်မယ်ငွေစုစည်းခဲ့မယ်ကိုယ်လုံးတဲ့ကိစ္စတွေရလည်း ဝေကုံချေကြများတတ်တဲ့ပြင်ရီမန်းချက်တွေနဲ့လုပ်ငန်းစစ်တွေကိုရှေ့တိုးလို့လွတ်သလောက်အထုတလဲကြိုးပြခြင်းနဲ့ကောင်းကြီးတာဟုဒီဇင်ဘာ10ရက်နေ့မှာချုံအဲ့ဒီရကိုတွေ့ကောင်းသောနေ့နှစ်ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းမယ်၃ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းမေတ္တာရေကံကောင်းခြင်းလူရပြည့်စုံခြင်းချုံ၄ရက်နေ့မှာဥတီကျပြောင်းပြီးလှူတာကြိုးပြတဲ့ခီးကံကောင်း၅ရက်နေ့မှာ မထင်မှတ်ဖဲငွေဝင်မယ်လက်ဖွင့်မယ်လူရပြည့်စုံ6ရည်နေမှာမတော်တဆထိခိုက်မှန်နေကယူဆမ်အဲ့ဒီနေ့မှာလဲငကဘုံရက်နဲ့တိုက်နေတော့အသွာလာသိကယူဆမ်ရတာပေါ့အထူးဖြင့်နောက်ရက်ကုန်ဒီသွားစင်းချင်းရှိတတ်တယ်နေကင်းတနိုင်ခွဲနဲ့သုံးနိုင်အတွင်းသွာလာကယူဆမ်ခொနည်းနေ့မှာတော့ပေါ်ပေါက်လာတဲ့ကြံကြံတွေကိုလက်တွေ့သုံးချကိုတွေ့ချိုးပေးတယ်စေကုသစ်တွေလက်တွေ့ကောင်းတဲ့ဘုံရရက်ကောင်းဖြစ်တယ် အဲ့ဒီကမဟာယကျန်းနဲ့တိုက်တော့ရေရနေရင်ရနေအထုပြုကူဆက်ရမယ်အဓိကမြောက်ရက်ကိုတည်သွားစံနေဖြစ်တတ်တယ်မနေ့ဆယ်နိုင်ခွဲနဲ့စရနိုင်ကြမှာ အသွာလန်နေတိုင်းအထုပြုပြီးကူဆက်ရမှာဖြစ်တယ်ဒီကလအတော်တွင်မှာတနေ့လာနေသောကြံနေစနေနေ့ဝိသုရိကောင်းကျိုးပေးပြီးတနေ့ကနေဗုဒ္ဓမွေးသူတွေဒုက္ခပေးတယ်နှစ်လေးကိုကနန်နေချိုးပေးတယ် အဖြူရောင် အပြာရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်၄ရက်နေ့ဒီဇင်ဘာအဲ့ဒီကလပြည့်နေ့နဲ့ဇာသပတိနေ့နဲ့တိုက်ဆိုင်တယ်လပြည့်နေ့နဲ့ဇာသပတိနေ့တိုက်ဆိုင်တဲ့နေ့မှာလင်ပန်းထဲမှာလက်ဖက်၄ပုံပုံပြီးတော့မိမိယုံကြည်ရဲ့ကိုယ်ပေါ်ရဘုရားမှာကတ်လူပူဇော်ပါလက်ပွင့်ခြင်းလိုဘပြည့်ခြင်း ကောင်းသောကံပွင့်ခြင်းများကြုံတွေ့မယ်လက်တွေ့ဆန့်သက်နိုင်မယ်